ဇလာဟန်အသင်းကိုဂိုးပြအနိုင်ရယူခဲ့တဲ့ Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary ပိုင်းကိုထုံးကနေပြန်ဆိုဆိုပါရစေ။ဟုတ်ကဲ့ကျွန်တော်မနေ့ကရှင်မြန်ကစားခဲ့တဲ့ United အသင်းနဲ့ကနလန်အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ဒါ United အသင်းကကနလန်အသင်းကို2-0ဂိုးမရှိဆိုရရလနဲ့အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့ပထမအဖွင့်ကတော့ဒါ ွဲစား10မိနစ်မှာဒါမေဆင်မောင်းရဲ့အာပါတဲ့ကံချက်ဖြစ်ပြီးတော့နောက်ထပ်တကူကတော့31မိနစ်မှာကျွန်တော်ဒီယာဒီဘန်ဂျမင်ဆက်စကိုရဲ့ဒုတိယမြောက်ယူနိုက်တက်အတွက်ဒုတိယမြောက်ကိုလည်းဖြစ်ခဲ့တဲ့ပြင်ကိုပဲဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ယူနိုက်တက်တင်ပြီးသနလန်သိန်းရဲ့ဒါတွေးဆောင်တိုင်းမှာအမြဲတမ်းအသာစီးရယူနေရှိတဲ့အနေအထားမျိုးကျွန်တော်တွေးရတယ် ဒါမနီကဆိုရင်လည်းတကယ်ကိုကောင်းမွန်နေဒါကျွန်တော် performance တွေကြာသွားနိုင်တာရဲ့ကျွန်တော်တို့အများကြီးတွေးရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြန်စဉ်းစားရခါနံပါတ်1ရိုးမှာကျွန်တော်တို့က Mason Mount နဲ့အာ Brian Bumo တွဲလာတဲ့အတွဲလုံးကဒါဟိုနည်းနည်းလေးတော့ကျွန်တော်တို့လုံးဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်တော့ကျွန်တော်တို့နောက်တန်းကတော့ဖုံးထုံးကန်တိုင်းပဲ Lu Shaw ဟိုဒါ Daniel Rowe အသစ်တင်လေးပဲဒီ၃ယောက်နဲ့ပဲကျွန်တော်တို့သွားတယ် ဝင်းဘက်တစ်ဖက်မှာအာမတ်နဲ့တစ်ဖက်ကဒိုဂူနေရာမှာတော့လက်ဝဲဘက်မှာဒါလော့ဝင်းကစားတာအခုအပြောင်းလဲရှိခဲ့တယ်ပေါ့နော်တော့ကက်စမဲရိုပြန်ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကက်စမဲရိုကို DM နေရာပြန်ထားပြီးတော့ဘလူးနိုနဲ့တွဲဖက်တယ်အဲရှေ့မှာနံပါတ်10ရိုးမှာမေဆမောင်းနဲ့ဘရိုင်းဘူမိုရှေ့မှာနံပါတ်9ရိုးမှာတော့ဘန်ဂျမင်ရှက်စ်ကိုဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့စဉ်းစားကြည့်အောင်ဒီပွဲရဲ့အဓိက mainly ဘသူလဲโอเคဒီပွဲမှာကျွန်တော်တို့ပြောစရာအများကြီးရှိပါတယ်။ဒါလဲဆိုတော့ဆင်လီမန်လို့ခေါ်တဲ့ကီပါအတစ်ပါသူ့ရဲ့ဒီဘက်ပွဲလဲဖြစ်တယ်အကောင်းဆုံးလဲ performance ပြခဲ့တယ်လို့ man of the match လဲရတယ် claim ရှိလဲသူရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပွဲမှာ clean sheet ရတယ် man of the match ရတယ် ပြီးတော့ total save က3ချိန်ပြီး save နိုင်ခဲ့တဲ့အနေထားမျိုးမှာအားရစရာကောင်းတဲ့ United ရဲ့ keeper နေရာကိုပြန်လည်ပြီးတော့ရရှိလာမလားတပွဲတည်းဆိုရင်တော့ပြောရခန့်နေသေးပေမဲ့နောက်ပွဲတွေဘယ်လိုလာအောင်လဲကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရမှာဖြစ်ပါဒါပေမဲ့ဒီကနေ့သူ့ရဲ့ manner ကျွန်တော်တို့လိုချင်နေတဲ့ United ရဲ့ DNA အပြည့်ပါတဲ့ manner တွေပါလေ brain ဒီပြိုင်ဘက်အသင်းတွေကိုချဲမယ်ရဲမယ်တကယ်ရဲရဲဝုန်းဝုန်းနဲ့ဒါကျွန်တော်တို့ သုံးချက်မှန်မှန်နဲ့တိုင်ပင်မှန်မှန်နဲ့ဝင်မယ်ထွက်မယ် control မှန်မှန်နဲ့ဒါကျွန်တော်တို့ကစားသွားမယ်ဆိုရင်အနေထားမျိုးကျွန်တော်တို့လိုချင်တာအဲ့ဒီအရာမျိုးမှာကျန်တဲ့ကစားသမား10ယောက်မှမတွေ့ရဘူးဒါပေမဲ့စင်းလင်းမှမှတွေ့နေရတယ်အဲ့ဒါတစ်ချက်ကကျွန်တော်တို့အတွက်အရေးကြီးတဲ့ point ဖြစ်သွားစင်းလင်းမှန်းဒီသူ့ကိုဘောလုံးပြန်ပြီးတော့နောက်တန်းနေပြန်တွဲတဲ့အချိန်မှာအရှိကိုတစ်ချက်ကြည့်တယ်သူဒီဟိုမှန်းနဲ့ဒီနီးပြရဲ့ညွန်ကြားထားမှုရာ long bus drive ပို့တယ်ပို့တဲ့အချိန်မှာ သူဒီဘယ်ညာသုံးတယ်သုံးတဲ့ဘယ်ညာခြေသည်သူလိုအပ်တဲ့အရာကိုသူသုံးရတာရမ်းကန်မှန်ကန်မဟုတ်သူတစ်ချက်ကြည့်တယ်ဘသူ့ကိုပေးရမလဲပေးရမယ့်လူကိုသူရောက်အောင်လှမ်းပြီးတော့ကန်တယ်ဘယ်နဲ့ကန်မှညာနဲ့ကန်မတော့သူကြည့်ပြီးတော့ကန်သွားโอเค safe day ဆိုလဲကျွန်တော်တို့အာဒီဂီယာလောက်ကိုမမီသေးရင်တော့ဒီဂီယာနီဘာလောက်ရှိတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တပွဲတော့ height လောက်တယ်လို့တော့မထင်သေးကြုံတပွဲတော့လည်း height လောက်တာလည်းမဟုတ်ဘူးကျွန်တော်တို့ကဆက်ပြီးတော့စောင့်ကြည့်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ပြောပါတယ်အဲကြောင့်လဲဆိုတော့ စင်းလင်းမန်းဒီတပွဲပဲရှိနေသေးတယ်ပြီးတော့ကိုသမအစ်စ်ဒီလိုအခြေအနေမျိုးမှာစင်းလင်းမန်းရဲ့မန်နာမန်ဟိုမန်နာရီအက်ရှင်နေပြီကျွန်တော်တို့လိုချင်နေတဲ့တိုင်မျိုးအားလုံးအားရကျေနပ်ခဲ့တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုတော့ဒီနှစ်ဟိုကျွန်တော်တို့အကောင်းဆုံးရလိုက်တဲ့ကစားသမားနောက်ထပ်တအုပ်ရှိပါတယ်ဒါကတော့ Mathis Dilip ပါ CB CCB နေရာမှာတူတည်တတော်လေးကိုချိန်နေတဲ့ပွဲတိုင်းနှိပါခြေစွမ်းပြထားနိုင်တဲ့စားသမားပါလုံးဝ potential ရှိပြီးတော့တကယ်ကိုမန်နာကောင်းကောင်းနဲ့နောက်တန်းကိုဦးဆောင်သွားတာလည်းဖြစ်ပါတယ်နောက်ထပ်ကြီးကျူးစရာရှိတဲ့စားသမားကတော့လန်နီရိုရိုပါလန်နီရိုရိုက RCB မှာသာပွဲထွက်လာမယ်ဆိုရင်ဒိုင်မက်စားသမားတွေအတွက်အနောက်ရှက်အဟန်တာဖြစ်စေပါတယ် ဲ့ဒီမှာကျွန်တော်တို့ပြန်ဒီနောက်တစ်ခုကြည့်ရမှာက DM Meyer ဒါစားတဲ့ Casemiro ဒီကနေ့ပွဲမှာနှဝတနီကနေပြီးတော့ပြစ်ဒဏ်လွတ်လာပြီးတော့ပြန်လဲကစားခွင့်ရတဲ့ပွဲမှာအဝါထက်ရှူတယ်ယူလိုက်တဲ့နေရာဒီသူများဘိုးရဲ့အရှိမမလိုဘဲနဲ့ဝါတော့တယ်ဆိုတော့နောက်ဆုံး၃ပွဲမှာအဝါက၃ကတိရယူလိုက်တဲ့ Casemiro ရဲ့ ဖြစ်ရှင်ဘာလို့သူဥတည်ခြင်းလဲကျွန်တော်တို့စဉ်းစားလို့မရတော့မှတ်နဲ့ DMD အဝါများပေမဲ့လေသုံးနောက်ရှိတဲ့အဝါမျိုးတော့ကျွန်တော်ဖြစ်တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မလိုအပ်တဲ့အရာတွေဖြတ်ထုတ်ရင်းနဲ့ပြီးခဲ့တဲ့ဆက်စင်းတဲ့ဘွဲမှာဆိုလဲမလိုအပ်တဲ့အရာကိုဖြတ်ထုတ်ရင်းနဲ့21ဟို21ဒီနှဝတဏီနဲ့ထုတ်ခံရတယ်အခုလေမလိုအပ်ဖဲနဲ့ဖြတ်ထုတ်လိုက်တဲ့အချိန်မှာအဝါဖြစ်သွားတယ်ဆိုတော့ ကတ်မဲရီရဲ့ vision ဒီဘာလို့လိုချင်လဲ mission ဒီဘာလို့လိုချင်လဲကျွန်တော်တို့စဉ်းစားကြည့်ရဖြစ်သွားပါ။အဲ့ဘာလို့ပဲဖြစ်ဖြစ်ဘာ United ဒီနေပွဲစဉ်ကိုနိုင်ရရှိလိုက်တဲ့အတွက်ကျွန်တော်တို့အမှတ်ပေးစရာကိုတက်ပြီးတော့ဟိုမြင်လာပြီ။အဲဒါပေမဲ့လည်းကျွန်တော်တို့ low end နေသေးတဲ့အနေအထားလို့ရှိနေသေးတာဖြစ်တဲ့အတွက်အဲဒီပွဲနိုင်ရရှိလိုက်တဲ့အချိန်မှာဒါကျွန်တော်နီးပြအဆက်ဆက်ပါတော့ဇိုင်လာဖာဂူဇန်နောက်ပိုင်းမှာဘယ်နီးပြမှာ ပထမဆုံးကင်တွယ်တဲ့ပွဲ90ပြင်းမြောက်တဲ့ပွဲမှာအနိုင်ရယူခြင်းမရှိတဲ့ဆန်ကျင်ကိုလည်းပြန်လည်ရရှိခဲ့တယ်။ဒါပြင်ကမှကျွန်တော်တို့2023ဩဂတ်စ်လနောက်ပိုင်းမှာပထမဆုံးပြန်လည်ရရှိခဲ့တဲ့အိမ်ကွင်း3ပွဲဆက်အနိုင်လည်းဖြစ်ပါတယ်။ဒါပြင်ကမှကျွန်တော်တို့ပထမဆုံးပွဲထွက်ခွင့်ရတဲ့ဒီဘက်ပွဲမှာမနောဒမရရှိခဲ့တဲ့ clean sheet ရရှိခဲ့တဲ့ဆင်းလေးမန်းဒီလည်း တကယ်ကိုကောင်းမွန်တဲ့ performance နဲ့ကောင်းမွန်တဲ့စံချိန်တစ်ခုရရှိခဲ့ပြီဖြစ်ပါတယ်ဆိုတော့ United ဒီဒီနေ့ပွဲစဉ်မှာတန်တက်ဆန်နာလန်အသင်းဆိုပေမဲ့လေကျွန်တော်တို့ဒီပေါင်းလက္ခဏာဆောင်တဲ့အများကြီးတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အရန်ပြောလို့မရသေးဘူးနိုင်ငံတကာပွဲစဉ်တွေပြီးသွားရင်လီဗာပူးနဲ့ပွဲစဉ်မှာတန်တက်ခံရမယ့်အနေအထားတွေအများကြီးရှိလာအောင်မှာဖြစ်ပါတယ် လီဗာပူးရဲ့အင်ကွင်အန်ဖီကိုတွားရောက်ပြီးရှင်ပန်ကစားမယ်အနေထားမျိုးမှာယူနိုက်တက်ဘယ်လောက်ထိလုံးပြထားနိုင်ပါလဲဆက်ပြီးတော့အဆောင်ပြေသွားကြပါကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ